ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။နေဦးသတင်းများကဏ္ဍမှကျေဇူးလိုက်ပါတယ်။တောင်တန်ပါတော့တော်လန်ပန်းတွေရဲရဲနီကိုပြီးပြုတ်။သရုံမျိုးကိုသူတို့တိမ့်ကုန်ကြပြီလေ။တောင်တာတိုက်ပွဲ။ဒါဆက်ဝင်ရောက်ပြစ်ခတ်ပြီးတော့ဒလန်မန်းကျန်ထိုးစစ်ဆင်တဲ့ဗီဒီယိုကြည့်ပြရမယ်။သတင်းနေဖာစီတန်နေလေညံနေလေဒီနေ့ကနေလေးတဲ့ပြု။ မင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်အော်တော်လန်ပန်းတွေရဲရဲညီကိုပြုတ်သရုံးမျိုးကိုသူတို့တိမ့်ကုန်ကြပြီလေတောင်သာတိုက်ပွဲဒါဆက်ဝင်ရောက်ပြစ်ခတ်ပြီးတော့ဒလမန်းချန်ထိုးစစ်စင်တဲ့ဗီဒီယိုကြည့်ပြရမယ်တရင်နေပါစီတန်နေလေညံနေလေဒီနေ့ကနေလေးတယ်ပြုတ် 交票嘛，那是那一块子搞米了。票啊，木得搞么杂破哩。当然，王大人家万达人家得听哩，那边生意边噶，吹热的学学熟噶，对热的家里嘛。不是这，你别吹毛一素哩，看有钱呢，眼眼别别。别 ရရလက်နဲ့ဆွဲကင်တိုက်ခိုက်နေကြတာများတနည်းတည်းတနည်းကြည်ရင်ကြက်သိမ်းများတော့ဖျက်ဖျက်ထားမိပါ့။ဒါပေမဲ့ဒီသတင်းလေးကိုမပြောခင်မှာဖက်စစ်တပ်မြစ်ပြတ်ရှေမုံရေးကိစ္စနဲ့ပတ်သက်ပြီးဘန်ကောက်ပို့တဲ့တင်းစာမှာအနည်းဒီနိုင်ငံဝန်ကြီးဒေါ်စင်မအောင်ရဲ့စောင်းပါဂျီတာချက်ထဲမှာပါတဲ့အချက်ဒီကနေ့တော်လန် နိုင်ငံရေးအင်အားစုတော်လိုင်းအင်အားစုကြားထဲမှာအငင်းဘွားပွဲရဖြစ်နေပါတယ်။ဒေါ်စီမောင်ကဘလို့ရေးသားလဲဆိုတော့စစ်တပ်ကိုအမြင့်ပြတ်ချေမုန်းဖို့မရည်ရွယ်ပဲအစိုးရဤအဲမနေ့ကလည်းကျွန်တော်အဲ့ဒါနည်းနည်းလေးပြောခဲ့သေးတယ်နော်။အစိုးရရဲ့ဩဇာကိုခံတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့ရည်ရွယ်တယ်လို့သူကဆိုထားပါတယ်။စောင်းပါမှာရေးတာ။တန်ကင်းတမန်ကင်းစကားလို့ဆိုဆိုပြည့်ရည်လို့ပဲဆိုဆို ဒီစကားရှော့ရှိပါတယ်ပြဿနာရှိပါတယ်အတွေးခေါ်မပြတ်သားမှုနဲ့မူဝါဒကင်းမဲ့မှုကိုပြတ်နေတယ်လို့ NUG နိုင်ငံရေးဝန်ကြီးတယောက်အနေနဲ့ရှေ့နောက်မကြီးတဲ့စကားရက်မျိုးတုံးဆွဲတာဖြစ်တဲ့အတွက်ပြည်သူလူထုကြားတဲ့နိုင်ငံရေးတော်ရင်အင်အားစုကြားထဲမှာဝေဖန်မှုတွေမြင့်တက်နေပါတယ်အဲ့တော့မြေပြင်စစ်မြေပြင်မှာတိုင်းသားအီယာဝူတွေနဲ့ LPDF တွေ PDF တွေ ်အပါအဝင်ကတော့ဖက်စစ်တဲ့အမြပြချီမုံရေးလုပ်ငန်းစဉ်ကိုအသက်နဲ့သွေးနဲ့ချွေးနဲ့ရင်းပြီးဆင်နွှဲနေကြတယ်။ဒါပေမဲ့အမေရိကကဝင်ကြီးတစုကတော့မြေပြင်နဲ့အဆက်အသွယ်ပြတ်ပြီးရေဒါပျောက်ခါအတွေးခေါ်ဒီဘူမမှန်တာမျိုးကျွန်တော်တို့မြင်ရတယ်။အဲ့တော့အတွေးခေါ်မပြတ်ရင်အတွေးမရှင်းရင်အမြင်မရှင်းဘူးအမြင်မရှင်းအလုံးမရှင်းဘူး ဒါကျွန်တော်ပြောတာမဟုတ်ဗုဒ္ဓပြောတာအတွေးကောမရှင်းတော့အမြင်တွေမရှင်းဘူးဘာလို့ရမလဲတေချာမသိဘူးအလုတ်တွေပါမရှင်းတာကြီးဒရဇက်ဖြစ်လာတယ်ဒီလူတွေအများစုကိုကျွန်တော်နောက်ခံနိုင်ငံကြီးတုံးသက်ချီတဲ့အခါကျတော့ဒီမိုကရေစီလစ်ဘရယ်ယူအဆကိုကင်ဆွဲကအဲဆောင်ရွက်နေသူများလို့အကြံဉာဏ်တတ်မှတ်လို့ရတယ်လစ်ဘရယ်တော်လန်ကြီးမှာလာဦးဆောင်တဲ့အခါကျ CS ဆိုပြီး NGO တွေပုံစံဖြစ်ကုန်တာမျိုးကိုလည်းကျွန်တော်တို့ တွေ့ရှိရတယ်။တော်လည်ရေးဟာ liberal democracy နဲ့တိုက်လို့မရပါဘူး။အဲ့ဒီအကြောင်းအကျယ်တော့ကျွန်တော်နောက်မှပြောမယ်။ဒီနေ့တော့ဗက်စစ်တပ်အမိပြချေမုံကြီးဆိုတဲ့ကိစ္စကလုံးဝချွင်းချက်မရှိစေရဆိုတဲ့ကျွန်တော်သဘောထားလေးအရင်ပြောမရင်တော်လည်သတင်းတွေကိုဆက်တယ်။ဗက်စစ်တပ်အမိပြချေမုံကြီးဗက်စစ်တပ်ကိုအမိပြချေမုံကြချွင်းချက်မရှိစေရ။ဒါလူမျက်ကြော် presentation ပါ။ ကိုယ်ပိုင်တွေးခေါ်ယုံကြည်ချက်ဖြစ်ပါတယ်။ဒီကြွကြော်တန်ဟာသဘောတရားတရက်မကပါအလုံးနဲ့ပါတော်လိုင်း၄နှစ်ကျော်၅နှစ်ကာလအတွင်းမှာစောင့်ရွက်ခဲ့ကြတာဖြစ်ပါတယ်။တော်လိုင်းလုပ်ငန်းလမ်းညွန်လို့တော့ကျွန်တော်တို့ပြောလို့ရတဲ့စကားရဲ့ပါလုပ်ငန်းလမ်းညွန်ပါ။ဖက်စစ်တဲ့အမြင့်ပြတ်ချိန်မုံးရေးဆိုတော့0 gate အလုံးစုံပြတ်သုံးရေးဆိုပြီးတစိုက်ကတ်ကြတယ် တချို့တွေကသူတော်ကောင်းရောက်စားပြီးရွှေပြည်ဟိတရားဟောတာလဲတွေ့ကြသေးတယ်ဗျဒီကြတဲ့ပြည်သူတွေကနာနေပါပြီနာနေပါပြီဆိုပြီးကိုကိုတိုင်းကြတတိုင်းပြည်လုံးကမြို့တွေရွာတွေပေါ်မှာဘုံကျဲတက်ဖြတ်တဲ့ဖက်စစ်တပ်အပေါ်မှာမျက်စောင်းလေးတော့လက်မထိုးရဲတဲ့တကောင်သားများကိုလည်းနိုင်ငံရေးသမားခေါင်းစဉ်အောက်မှာတွေ့နေကြရသေးပါလေဗျကဲ ်ဖက်စစ်တပ်ကိုအမြင့်ပြတ်ချီမုံကြီးဆိုတာလေးကိုလူမျက်ကြော်ကတရုတ်ခွဲပြခြင်းပါတယ်ဖက်စစ်တပ်ဆိုတာကဘာကောက်ဆက်နေမှာစဦးနေဝင်စားခဲ့တဲ့ဖက်စစ်တပ်မှဒီယနေ့ဖက်စစ်တပ်တွေနဲ့ပရိသတ်စရိုက်အချင်းအချင်းနေနဲ့တိုင်းပြည်နဲ့လူမှုကိုဂုတ်ခွစီဗီတနက်နဲ့အကြမ်းဖက်နေတဲ့မင်းအောင်လိုက်ဦးဆောင်တဲ့တနက်ကန်ယူနီဘောင်းဝိလူရုပ်မှာအစုအဝေးကိုစိုးလိုပါတယ် စစ်တပ်လည်းမဟုတ်ဘူးတပ်မတော်လည်းမဟုတ်ဘူးတနက်ကင်ထားတဲ့ uniform ဝတ်ထားတဲ့လူရုပ်မှာအစုအဝေးသာဖြစ်ပါတယ်အမြင့်ဖြတ်ကြမယ်ဘာလဲအမြင့်ဖြတ်မယ်ဆိုတာမတေတမန်တရှောက်လုံးတိုင်းပြည်နဲ့လူလူကိုအကြမ်းဖက်အနိုင်ကျင့်ရုံမှာရက်ဆက်လို့ရနိုင်တဲ့ဖက်စစ်တဲ့ရေတောက်မြင့်မှန်သမျှတောက်တိုင်မှန်သမျှရင်းမြင့်မှန်သမျှ ဖြက်စီးရမယ်လို့ဆိုတာပါအမြောက်တော့ထပ်ပေါက်ခွင့်မရှိစေရဘူးလို့ဆိုတာပါဒီထဲမှာမှထင်သာမြင်သာအောင်တချို့ဥပမာလေးပြောပြပါမယ် MEC လို့စစ်တပ်ကိုပိုင်စီးပွားရေးလုပ်ငန်းတွေတမိုင်းတလျှောက်အနိုင်ကျင့်တဲ့လက်စားတွေတိုင်းပြည်တယံစာတတွေကိုခိုးဝတ်တဲ့လက်သိထိုးရောင်းစားပြီးတော့မှန်းဆလို့မရအောင်ချမ်းသာကြွယ်ဝနေတဲ့ဦးနေဝင်းလက်ထက်ကစပြီး 一年为大米、面米、嗯、谷、嗯，一年为种，一年为肉，一、嗯、年、三拿一年。啊、嗯，山西的牛肉，可啥比？但是朋友，毛爷没有来，稍微啊，山西的十步之地耶，大米、面 <noise> 米、把没将，十十不得度，阿龙耶，是怀疑的过。人家们等你比如六月，等你初长一月，便来享受不？ အမြင့်ဖြတ်ချပြီးမှရဒီအမြင့်ဆက်လက်ရှင်သန်နေသည်မြကာလာပတ်လုံးစစ်တဟာကိုပိုင်ရှိပွားကြီးနဲ့ကိုပိုင်ရုပ်မြင်တန်ကြားနဲ့ကိုပိုင်ဗန်နဲ့ကိုပိုင်ဥပဒေနဲ့ကိုပိုင်တရားစီရင်ပိုင်ခွင့်နဲ့ကိုပိုင်အုပ်ချုပ်ခွင့်နဲ့တိုင်းပြည်ထဲမှာအင်ကြီးထဲမှာအင်လေရှင်ပြီးအချိန်ပေါင်းမြောင်များစွာထပ်ပြီးအာနာသိမ့်နေကြအောင်မှာဖြစ်ပါတယ်ဒီတစ်ခေါက်မှာသာပုံနေပြဲကြားနေပြဲလို့အာနာပြန်ရယူလေးတိုက်ပွဲမှာအာနာလေးပြန်ပေးလိုက်လို့ အမီလေးတနက်နက်နဲ့တရေတမြားများပါသွားရင်တော့နောက်ငါးနေ့မကြာဘူးစစ်တကပြန်အာနာသိအောင်မှာပါပဲဒါကြောင့်မို့ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ဟာအမြင့်ဖြတ်ကြမယ်လို့ကျွန်တော်ကအစွမ်းကကတင်ပြခဲ့တဲ့အချက်တွေတဲကစီးပွားရေးတစ်ခုဖြစ်ပါတယ်စစ်တပ်ရဲ့စီးပွားရေးခရိုနီတွေစစ်တပ်နဲ့ပတ်သက်ပြီးတော့အခွင့်အူးခံရရှိနေတဲ့ ခရိုနီအတိုင်းဝိုင်းတစ်ခုလုံးကစစ်တပ်ကိုတောက်တိုင်ကြီးတွေအဖြစ်ဝိုင်းရံထားတာဖြစ်တဲ့အတွက်ဒီခရိုနီနေတဲ့စီးပွားရေးတွေအားလုံးကိုလည်းအမြင့်ဖြတ်ကြရမှာဖြစ်ပါတယ်။နောက်တစ်ချက်လေယာဉ်ကြီးကိစ္စနဲ့ပြောကြည့်ရအောင်။တိုင်းပြည်ထဲမှာစစ်တပ်ကတိမ်ပြီးတပ်ပိုင်ပြီးလုပ်ထားတဲ့လေသမားတွေအများပြည်သူလူလူရဲ့တိုင်းပြည်ပိုင်မြေတွေပြည်သူပိုင်မြေတွေကိုတိမ်ယူထားတာတွေကိုမြေနံပြုတ်ပြင်ပြီးစနစ်ကျတဲ့နေရာစနစ်နဲ့ ပြန်လေရှင်တန်ရမယ်တိမ်ယူထားတဲ့မြေတွေအကုန်လုံးတိမ်ယူခွင့်ရယူခွင့်စစ်တပ်ခြံဝင်းတွေခတ်ခွင့်ဆိုရဲဒီမြေရမတရားအပိုင်စီးမှုကြီးဘူးလေအမြင့်ဖြတ်ရပါလိမ့်မယ်မြေမရှိရဘူးငွေမရှိရဘူးနှစ်ချက်စစ်တပ်ဟာစီးပွားရှာခွင့်မရှိရဘူးမြေသိမ်းခွင့်မရှိရဘူးမြေမရှိရဘူးရေမရှိရဘူးဟောမြေမရှိရဘူးငွေမရှိရဘူးနှစ်ချက်ရပြီနော် နောက်တစ်ချက်ဖက်စစ်တပ်ရှင်တန်လို့ရတဲ့အထဲမှာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေလို့ပြောတယ်2008နာဂီဥပဒေကလည်းကြီးမားတဲ့အခန်းကဏ္ဍကပါဝင်နေဒါကြောင့်မို့2008ဖွဲ့စည်းပုံအခြေခံဥပဒေလို့ဥပဒေမျိုးမှာအစစစ်တဲ့ယက်တီလက်ရှိဖက်စစ်တဲ့ယက်တီရှင်တန်လို့ရတဲ့မူဝါဒစီမင်းစီကံများအားလုံးကိုဖျက်သိမ်းရမှာဖြစ်ပါတယ်အမြင့်ဖြတ်တာပါဖြစ်ပါတယ် ငွေရဲ့ညရဲ့ဥပဒေတုံးချက်နောက်တစ်ချက်အတွေးခေါ်နဲ့လုံကြီးလို့ဟန်ဖို့ကျွန်တော်ထပ်အမြင့်ဖြတ်နည်းဖို့ဘာကြောင့်အမြင့်ဖြတ်ရမလဲဘာချက်ကိုဖြတ်ရမလဲဆိုတော့ဆက်ပြောပြပါမယ်နေဝင်းမျိုးစိချခဲ့တဲ့စစ်သားအဓိကဝါရမက်ထရီအိုင်ဒီယိုလော်ဂျီစေမှုအစာပြီးတမရတိပညာရေးဝန်ကြီးအတွင်းဝင်ရက်ကွက်အုတ်ချုပ်ရေးမှုစေမှုရိုင်မှုစီပင်အုတ်ချုပ်ရေးမှု ထွေဥက္ကာစာ စစ်သားဖြစ်ကမယ်ဆိုတဲ့မဆလာအယူအဆမဆလာကနေစကြတဲ့ယနေ့မင်းအောင်လိုက်ထိစစ်သားသာလင်တိုင်းပြည်ကိုအုပ်ချုပ်မယ်ဆိုတဲ့မက်ထရီအိုင်ဒီယိုလော်ဂျီကိုအမြစ်ကဖျက်ပစ်ကရပါလိမ့်မယ်အဲ့တော့ညရဲ့ငွေရဲ့ဥပဒေရဲ့အတွေ့အခေါ်ရင်လေးချက်ရှိပါနောက်တစ်ချက်လက်ရှိစစ်တပ်တယောက်မကြံဖျက်သိမ်းရမှာဖြစ် အပြစ်ပေးအရင်ယူရမယ်ကောင်းတယ်အပြစ်ပေးရင်ယူကျိုးစင်တက်အသွင်ကူပြောင်းရေးဆိုင်ရာတရားမျှတမှုအတိုင်းလူခုံယုံထက်မှာတရားစီရင်ခံရမယ်အခြေအနေမျိုးကိုရင်ဆိုင်ရမယ်စစ်တပ်ကိုလူရောမူရောအသစ်အသစ်အသစ်တယ်လေတိဆောက်ရမှာဖြစ်ပြီးစစ်တပ်တွင်မှာရှိတဲ့စစ်တင်နှန်းတက်လိုက်တာနဲ့ ဘုံလောင်းတင်နဲ့တက်လိုက်တာနဲ့စစ်တပ်တီတာအရာရာဆိုရဲအတွေးခေါ်မှားတွေအတွေးခေါ်ဇိုးတွေရိုက်သွင်းတဲ့အမြင့်ကြီးကိုညီလန့်ချီမုံရမှာဖြစ်ပါတယ်။နောက်တဲ့မြမတမိုင်းမှာအာနာသိန်းစစ်တပ်ဆိုတာလုံးဝမပေါ်ပေါက်လာအောင်စစ်တပ်ရဲ့ရှိသမျှရင်းမြစ်အားလုံးကိုအမြင့်ပြတ်ချီမုံရမှာဖြစ်ပါတယ်။တယောက်ပကြံရှင်းပြအကုန်တက်ပြဆိုတဲ့အစွန်းရောက်အတွေးခေါ်သဘောတရားမျိုး လာလာပြီးတစိုက်ကတ်ကြတယ်အဲ့ဒီလူတွေကိုကြည့်လိုက်ရင်သဘောတရားမကြည့်လည်းဘူးဝမ်းစာမပြည့်ဘူးနိုင်ငံရေးမှာနိုင်ငံရေးမှာတော်လှန်ရေးမှာပါချင်းအောင်ဆောင်နေတဲ့လူတွေတည်ချင်းအောင်တက်ချင်းအောင်ဆောင်နေတဲ့လူတွေပညာဓာတ်တွေလိုလိုဆင်ဆွေနန်းတော်ထက်ကအရကွန်ကန်းတွေကနေပြီးတော့သီအိုရီတွေဖတ်ကြားပြနေတဲ့လူတချို့ညာတာမှုကင်းမဲ့လာတဲ့လူရင်ကြီးလေတံနေနဲ့ຫນွေဦးတော်လန်ရဲ့ ခန္ဓာမြင့်မြတ်မှုကိုလုံးဝလာမထီပါပါလေ။နှွေဦးတော်လိုင်းရဲ့လုပ်ငန်းလမ်းညွှန်ဟာကျွန်တော်အထက်ကပြောခဲ့သလိုပဲဖြန့်ငါးပြက်ပါ။အမြင့်ဖြည့်ရမယ်ဖြန့်ငါးပြက်။ငွေညေဥပဒေအတွေးခေါ်စတဲ့လူရောမူဒီငါးချက်နဲ့အမြင့်ဖြည့်ချိန်မုံကြီးဟာချွင်းချက်မရှိစေရ။ အဲ့လိုမဖြတ်နိုင်ရင်နောက်တဲ့ဗမာပြည်မှာစစ်တပ်ဟာအာဏာသိမ်းဖို့ခဏခဏဆက်လုပ်နေကြအောင်ပါဒီလိုအမြင်အပြည့်ဖြတ်နိုင်မှာဗမာပြည်မှာနောက်တဲ့အာဏာသိမ်းစစ်တပ်ဆိုတာဘယ်တော့မှမပေါ်ပေါက်တော့မှာဖြစ်တဲ့အတွက်ဖြတ်ငါးဖြတ်အမြင့်ဖြတ်ချိန်မုံကြီးဖြတ်ငါးဖြတ်ကိုကျွန်တော်ပြောပြအဖြစ်ပါတယ်ဒီတော်တရားတွေးခေါ်နေပတ်သက်ပြီးတော့ ဘာပြောချင်ခဲ့ပါလဲကောမမရေထားပေးပါဆွနေပေးပါတုံးသက်ပေးပါအတူမျှဝေပေးပါဒုတိယပိုင်းနေတော်လန်တရင်းကိုစမယ်ကျဖဆစနဲ့မြေပြချေဝင်းလုပ်ငန်းစဉ်တွေလက်တွေ့မှာလုပ်ငန်းလက်ညုံအဖြစ်လောက်ကန်ဆောင်ရွက်နေကြတယ်တောင်သားမှာတော်လန်ပန်းနေနီနီပွင့်ပြီးကိုမျိုးကိုတိတ်နေကြပြီတောင်သားမှာဒီကနေ့ဗီဒီယိုဖိုင်လေးတစ်ဖိုင်အားလုံးတွေ့ကြတယ်မလား တွေ့ကြလားမန္တလေးတောင်တာမြို့ပေါ်မှာတက်ဆွဲထားတဲ့နေရာတွေကိုတပြိုင်တည်းဝင်တိုက်ပါတယ်တောင်တာမင်္ဂလာဦးညက်ရက်မင်္ဂလာဦးဂိတ်နဲ့တောင်တာမြို့ဘူရာယုံရက်ဝန်ထမ်းအင်ဂျာဝင်ဝင်ရောက်စီးနေပါတယ်ညနေ၄နာရီမှာထပ်ပြီးတောင်တာမြို့အနီးမှာရှိတဲ့ off tap gas station မှာလဲတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုလက်နက်ကြီးတွေနဲ့ထပ်ပစ်ပါတယ် ဲ့လို gate တွေကိုဝင်ပစ်နေရင် gate ပြည်တွေကိုဝင်ပစ်နေတဲ့အချိန်ဗီဒီယိုရိုက်ရင်လည်းပြောနေတဲ့အတန်လေးကြားလိုက်တယ်။ရောက်တောင်းတာသားတွေကွာရောက်နေ။ငါတို့မျိုးငါတို့တိန်းနေတယ်ဗျာ။တောင်းလံပန်းနေရဲရဲနေပွင့်နေပါတောင်းတာသားမဟုတ်တဲ့နေပြီးတော့ PDF ရှေ့ရက်တက်ရင်လည်းပါပါသေးတယ်။မိတိလာပကဖလည်းပါတယ်လို့နေပြီးတော့ရှေ့ရက် PDF တောင်တာဆစ်စင်ရေးအဖွဲ့ဘူပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်ငါတို့မျိုးကိုငါတို့ပြန်သိမ်းမယ်ငါတို့မျိုးကိုငါတို့ပြန်သိမ်းမယ်လုံးဝအုပ်ချုပ်ခွင့်မရှိစေရဒါရီဟာတော်လန်ကြီးရဲ့ကြွေးကြော်တဲ့တစ်ခုလုံးကမက လုပ်ငန်းလက်ညှိုးတွေဖြစ်လာနေပါတယ်ကဲနောက်ထပ်ဖားစီတန်ဖားစီတန်လေးနားထောင်ကြည့်အောင် နေရောညောင်းမနမိုးလင်းလိုက်သိညာလင်းသိ24နာရီပါတီတို့ကတော့သိနေပြီအတီးတို့အကြော့တို့ဖိုးခွားတို့ကတော့သိနေကြပါပြီနောက်ဆုံးဒီနေ့ကနေလေးစခန်းကိုထပ်သိမ်းလိုက်ပါပြီကနေလေးကအမြောက်ကုန်းတစ်ခုဖြစ်ပါတယ်120မမရီနဲ့ထိုင်ထားတဲ့အမြောက်ကုန်းတစ်ခုဖြစ်ပါတယ်အဲ့တော့တမခွန်နေမိမှာတော့အကုန်လုံးရှင်းသွားပါပြီစစ်တပ်စခန်းတစ်ခုမှမရှိတော့ဘူး တမ6မှာလက်ကျန်စခန်းတွေအကုန်ရှင်းနေပါတယ်။မနေ့ကတိမ့်နေဒီနေ့ထပ်တိမ့်နေတပြိုင်တည်းတိမ့်နေပါတယ်။ဖားစီတန်တွေညံနေပါတယ်။အဲ့တော့အထိကနေနေတဲ့တောင်ရင်မြစ်တလျှောက်လုံးကနေဆက်ဘော်ဒါလိုင်းတစ်ခုလုံးကိုကဲနေယူကဲနေလီ PDF ပူအောင်တက်ပြီးတိမ့်ယူနေတာဒီတစ်ပတ်အတွင်းမှာစခန်း၁၀ခုထပ်မနေဖြစ်နေပါပြီ။ ठी ခီနေဆက်စကန်ထီထဘျူဟာ အဆရှိတဲ့တင်းနိုင်ကစကန်တွေကိုလည်းသိမ့်နေပါတယ်။ဆရာကဘာဒီတို့အမိုးတို့စစ်ချီလာလိမ့်မည်။အတီးတို့အကျော်တို့ဖိုးခွားတို့လည်းပါလိရဲ့။ဒီကြားထဲမှာကျွန်တော်တို့ညီငယ်နောင်တော်တွေ PDF ကဲနဲ့လီကဲနီယူရှင်ခွင်ကပေါက်ဖွာလာတယ်ကျွန်တော်တို့ညီငယ်တွေလည်းအတူတွဲပြီးတိုက်ပွဲဝင်နေရဲ့။ချစ်ချစ်တန်ဟာမြောက်ဒီကိုအေးအေးဆေးဆေးသိမ့်ပိုက်နိုင်ပြီးဖအံတို့ချီကြိုက်တို့ဘီလင်းတပ်ထုံမွန်တပ်တွေနဲ့ပေါက် bà cố xe gắn xì thu bà cố dô mà xì thu chí kẹt chào chí trọng để cho gà ta mà tông lê ngà nè ngà tông ngà nè ạ tu ta mà tên nè tông lê ngà chào khôn sổ đê ta mà hà khôn nà ta bè nè bì hoa thô xê hà nè bì yô gô tu thọc yá xì nài nè ạ chì nì miu thị là nài mà mà bây giờ đi này xì miên là giả phê đê yàng gông nè imatan nì kà đê ရန်ကုန်နဲ့အင်မတန်လမ်းပေါက်တယ်ကရင်တပ်တွေ KN နဲ့ KNDO KN KNU PDF ပူပေါင်းတပ်တွေတရဆက်တိုက်ခိုက်မှုဟာဒီအပိုင်းမှာတော့စစ်ချီတန်ညံနေပြီးဖားစစ်တန်ကြီးချေလောင်ရဲ့ရှိပါတယ် ဒီတဲ့ချုပ်ပြေးစာနောက်ထပ်သတင်းတစ်ခုရှိပါသေးတယ်။ KIDNL တို့အငင်းပွားမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီးဒီနေ့ DNL ရဲ့ပြောရေးဆိုခွင့်ရှိသူတွေကပြောပါတယ်။အဲ့တော့မဟာမိတ်တွေဖြစ်ပါတယ်ကျွန်တော်တို့အတူပူးပေါင်းဆောင်ရွက်မယ်။စစ်မြေပြင်တိုင်းမှာ DNL AA MNDAA အာကတ်တော AA တို့ဟာတပေါင်းစုဖြစ်အများအားရှိနေပြီး PDF တင်တဲ့အတူလက်တွဲကတနိုင်ငံရေးလွတ်မြောက်ရေးအတွက်ဆောင်ရွက်နေကြပါတယ်ဆိုတဲ့စကားဒီကနေ့ပြောလိုက်ပါတယ်တပေါင်းစုတွေခြိလာတော့မယ်ကင်းနဲ့ပတ်သက်တဲ့တပေါင်းစုကင်းနဲ့လီဥဆောင်တဲ့တပေါင်းစု KIA ဥဆောင်တဲ့တပေါင်းစုကြီးကတော့မြင်နေရပြီ AA ဥဆောင်တဲ့တပေါင်းစုကလည်းမြင်နေရပြီကင်းနဲ့ဥဆောင်တဲ့တပေါင်းစုကလည်းမြင်နေရပြီမြင်းညံခရိုင်ရဲ့တရင်စေရင်နဲ့ ပကပဆောက်ပြုံနဲ့ပူပေါင်းတိုက်ပွဲကြီးခဲ့မြင်းညံခရိုင်စစ်စင်ရင်းနဲ့ကိုမြင့်သောအညာစစ်စင်ရေးကိုလည်းတွေ့နေရပြီဒီတချီကတော့တကယ်ယုံကြပါလိမ့်စိတ်မပြတ်နဲ့အမငင်းနဲ့မဝေဝါနဲ့တော်လန်ရေးကိုသာတည်ကြည့်ပါတခြားဘေးဘီကစစ်တပ်ရဲ့လော်ဘီကလေးကဝါတွေပြောနေတာတွေကိုအကုန်မေ့တော်လန်ရေးကိုတရားကြခိုင်းလို့အာယုံစိုက်ခါအောင်ဝဲတန်တွေကိုနားဆွင့်တာပါအလံကို ကြည့်ပါအတန်ကိုနားဆင်ပါမယုံမရှိပါနဲ့တချို့အကွက်လေးတွေလစ်ဟာနေတယ်တော်ရဲ့ကောက်ကြောင်းတွေယုံလုံးပေါ်ဖို့တချို့အကွက်လေးတွေလစ်ဟာနေတယ်အဲ့ဒီလစ်ဟာမှုရဲ့အဓိကဟာအမျိုးသားညီညွတ်ရေးအစိုးရရဲ့အခမ်းကဏ္ဍကအများဆုံးလို့ကျွန်တော်တို့ယာယီပြောလို့ရတယ်နော်အကြံပြင်းပြောလို့ရတယ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့အတွေးခေါ်မပြတ်သားမှုမူဝါဒမပိုင်နိုင်မှုတွေဟာအပြောင်းလဲတွေအရင်များပြီးလက်တွေ့လုပ်ငန်းစဉ်ဖော်ဆောင်ရမှာ လိုအပ်ချက်တွေအများပြားရှိနေပါတယ်မြို့သားညီညွတ်ရေးအစိုးရရဲ့လောက်ကတရင်တပ်ဖွဲ့တွေအပါအဝင် ပကဖရီရဲ့ပြည်ထနာတွေတချို့ပြည်ထနာတွေဟာလည်းပြည်သူလူထုကိုစိတ်ပြတ်စေခဲ့ပါတယ်အဲ့တော့အတကုံယုံပြီးအငက်ခံအမျက်ခံကအပြက်ခံကတိုက်နေတဲ့ညီငယ်တရင်တွေရှိနေတယ်လို့တချို့တရင်တွေကလည်းမဟုတ်တယုတ်တွေလုံနေရတယ်လည်းရှိပါတယ်နောက်ပြီးတော့ NUG ရဲ့ မိုးကြရွှေကိုစစ်အရာရှိတွေအများပြားပေါ်ပေါက်လာပြီးမိုးကြရွှေကိုပကဖရီချောက်ဒီလိုလူစိတ်ပြက်စေရတဲ့အချက်တွေကိုလည်းတွေ့ရတယ်တပတ်ကအန်ယူဂျီလော်ဘီတွေရဲ့တခုခုလာပြီးတော့တလိုင်းပြီးတလိုင်းလို့ထင်ရမြင်ရတွေပြောပြီးပြည်သူမျောလင်းချက်ပေါ်လှည့်စားမှုဟာလေတော်လိုင်းကောက်ကြောင်းထဲမှာလာရှုပ်တဲ့ကောက်ကြောင်းတစ်ခုအဖြစ်တွေ့ရပါ ပြည်စုံရုပ်လုံးပေါ်လာပြီဖြစ်တဲ့တော်လိုင်းကြီးကောက်ချောက်ဟာရုပ်လုံးပြည်ပင်ဖို့အထွတ်လိုအပ်ချက်တွေအများဆုံးရှိနေတာကမြို့သားညီညွတ်ရေးအစိုးရရဲ့မူဝါဒဝိုင်းဆိုင်ရာအတွေးခေါ်ဝိုင်းဆိုင်ရာနဲ့လုံကြီးလှုပ်ခန့်နေပဲဖြစ်ပါတယ်တစ်ဖက်မှာကိုလူတွေကအနေငယ်လိုအပ်ချက်တွေရှိပေမဲ့လောကသဘာဝဝဋ်ထတရားကလည်း ကူညီပါတယ်ဗျဘင်္ဂလားဒေ့ရှ်နဲ့ဒါကနဲ့နေပြီးတော့ဒါကနဲ့နေပြီးတော့ကြောက်ခိုင်းကြလိမ့်မည်လားဆိုတဲ့အချက်တစ်ချက်တွေ့ရပါတယ်ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာတန်ငင်းတမန်ကင်းဆက်ဆံရေးရစဲလိုက်နိုင်ပြီဆိုတဲ့အချက်မျိုးကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဘင်္ဂလားဒေ့ရှ်ကစစ်တမ်းမှုတွေတန်ရုပ်တာဝန်ခံတွေကိုဒီကနေ့ဘင်္ဂလားဒေ့ရှ်ကပြန်ခေါ်လိုက်ပြီးအာဂတ်တတ်တော်အီနဲ့ပဲဆက်ဆံတော့မယ်တူပါရဲ့များ ဒါဟာကိုလူတွေကနိုင်ငံသားရေးမှာဟိုဘယ်လိုခေါ်မလဲလိုအပ်ချက်ရှိနေပြီမဲ့အခြေအနေတွေကတော့ຢາດີဥရောပကိုယ့်ဘက်မှာရှိတယ်ဒါကြောင့်မို့ဘင်္ဂလားဒေ့ရှ်အာရခတ်တော် A နဲ့ဆက်ဆံရေးတိစောက်ပြီးနိုင်ငံရေးစီပထဝီနိုင်ငံရေးစီးပွားရေးတွေကိုစနစ်တကျကင်တွယ်ဖို့ကြိုးစားတဲ့အချိန်မှာစစ်တပ်ကကန့်ကွက်လီတဲ့ ဒါကြောင့်မို့သူ့တပ်မှုတွေကိုပြန်ခေါ်လိုက်ပြီးမင်းတို့စောက်တက်နဲ့မဆက်တွေ့ဘူးပါလို့ပြောလိုက်တယ်လို့ပါပဲဒါကြောင့်မို့လက်ရှိဖက်စစ်တပ်ကိုအမြင့်ပြည့်ခြေမုံရေးဆိုတာချွင်းချက်မရှိတော့တော်လိုင်းရေလုပ်ငန်းလမ်းညွန်ဖြစ်ပြီးလုပ်ငန်းစဉ်ကတော့စစ်အနိုင်တိုက်ရေးဖြစ်ပါတယ် စစ်နိုင်တရေးလုပ်ငန်းစဉ်ရဲ့စင်ပွားလုပ်ငန်းစဉ်ကတော့စုဖွဲ့မှုညီညွတ်မှုစေဦးစီးကော်မတီများဖွဲ့စည်းမှုဗျူဟာမြောက်စစ်စင်နိုင်မှုဘိုစီကော်မရှင်နဲ့နိုင်ငံလုံးဆိုင်ရာစစ်စင်ရေးတရဆင်နွှဲနိုင်မှုအခြေအနေကိုရောက်အောင်သွားဖို့ပဲဖြစ်ပါတယ်။အဲ့တော့ဒီနေရာမှာမင်းပြောတာလိုလိုက်တာလောရတာခတ်တယ်။၄နှစ်ငါတို့လုတ်ခဲ့ကြပြီပြီ။တစ်ချက်ထပ်ပြောလိုက်ဦးမယ်။ စစ်တပ်ကကောင်တွေစစ်မတိုက်ရဲတော့အောင်ကြောက်နေပြီဆိုတဲ့ကြောင့်ကျွန်တော်တရားဝင်အသိပေးပါမယ်။ဖက်စစ်တပ်တပ်သားမှန်မြကြိုက်တဲ့စစ်မြေပြင်မှာကြိလုံးဝစစ်မတိုက်ရဲပဲကြောက်ရွံ့တုန်လှုပ်နေကြပါတယ်။ငါတို့စစ်ချီဖို့ပဲလိုတယ်အလိုလိုပြုံမဲ့ဖက်စစ်တပ်အတွက်ဒီတချီရောယုံကြရအောင်ပြု။အားလုံးဟန်ချက်ညီကအားလုံးအတူစုကစစ်အနိုင်တိုက်ရေးမူဝါဒအပေါ်မှာပြက်ပြက်တာတာရက်တည်ပြီး စစ်ရှုံးမစစ်ရှုံးမနောင်တရမယ်စစ်ဘုံချုပ်တွေကိုပေးမဲ့လက်ဆောင်ကကျိုးစင်တို့ပါပဲလို့ပြောရင်ညောင်ဒီလောက်ပါပဲအားလုံးကိုကျေးဇူး